ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းတွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးတာကုန်အခြေဆိုင်ကေတုမတိလေးတဲ့စကန်စီတိုလောင်ကန်ကိုတရားခေါ်မှာမရှော့တိုက်တုံများဖြင့်ပြက်ကတ်တိုက်ခိုက်မှုပြင်းမှတ်ကိုထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခန့်ပောက်ကွဲမှုဖြစ်ပေါ်ခဲ့ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဘကောတိုင်းတောင်ကုန်းမြို့အခြေဆိုင်ကေတုမန္တိလေးတဲ့စကန်စီစီတူလောင်ကန်ကုန်းတရားခေါ်မမချော့နိုင်တော်များဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရန်ပြစ်မှတ်ကိုထိထိမိမိတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခန်ပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်းပြည်ဝါရီဖော်မြန်မာအဖွဲ့တာဝန်ရှိသူကပြောဆိုပါတယ် ဂျမနီဒီဇင်မာလာ9ရက်နေ့ည9:55မိနစ်အချိန်တာငူမျိုးရှင်အာနာသိန်းစီအိုစု၏ကဲတုမနီလေးတဲ့အတွင်ရှိစီတိုလောင်ကန်ကုန်အဓိကပြမတ်ထား၍တရားခေါ်မှမှဆော့တိုင်တော်၆လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလေးတဲ့အတွင်သို့ကြာရောက်ပောက်ကွဲခဲ့ပြီးထက်ဆက်ပောင်ကွဲတံများကြာရောက်ကြောင်းလေးတဲ့အတွင်ပောက်ကွဲမှုမှနိုင်ဝဲကြော်ကြမြင့်ခဲ့ပြီးထိခိုက်ဒေဆုံးပြစ်စစ်မှုများရှိနိုင်ကြောင်းသိရပါသည် ပြမကတော့အဓိကစီလောင်ကန်တွေတည်တံကိုရည်ရွယ်ပြတာပါစစ်ကောင်စီကတန်ငူးနဲ့ရေသာရှိတော်ဝိုင်းကကြေးရွာတွေမှာစစ်ကြောင်းတွေထိုးပြီးနေရာပေါင်းစုံအထက်ထက်ပိတ်ဆို့ထားတာအဲ့ဒီကြာကတော့ဆောင်ခဲ့ရတာဆိုတော့အတော်ကိုခက်ခဲပြီးစွန်စားရပါတယ်လေတပ်ပြူပေါ်နီလမဆောင်တုံးပြီးပူပေါင်းတိုက်ခိုက်ကြဖို့တိုင်တွန်းကြမှာတဲ့ဟူဘရိဝါရီဖော်မြမအဖွဲ့တာဝန်ရှိသူကပြောဆိုပါတယ်အစောပိုင်းတိုက်ခတ်မှုကပြည်ဝါရီဖော်မြမအဖွဲ့ဤဥဆောင်စီမံမှုဖြင့်မောင်နေကိန်းစပယ်လီယံတပတ်ဖုံ အန်တီကက်ပီပယ်လီဗရေးရှင်းဖုန်းတန်းနာမြောက်ပိုင်းအထူးဒေသဖိုက်တာစားကဲအဖွဲ့နှင့် KLLA တမဟာနီတယင်းငါတို့ကပူးပေါင်းက BWME Mission 47အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ရွေးဥတော်လရင်ဤအနိုင်ဆုံးကိုအဆုံးဖြတ်ပေးပြီးဆေဆိုဤလေတပ်ကိုအမြန်ဆုံးဖြုတ်ခွင်းနိုင်ရမှာတော်လရင်အချိန်ကြာနာသည်နှင့်အမျှအရေးကြီးလာပြီးဖြစ်၍ BWM အဖွဲ့ကနေမြေကမဟာမိတ်များနှင့်ပူးပေါင်းကလွတ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆေဆိုဘာမှအထက်ထပ်ပိတ်ဆို့ကားစီးထားပြီးနေမြေကမဟာမိတ်တပ်ဖွဲ့များ၏ အမကန်ကူညီမှုကြောင့်အခက်အခဲများကြားမှပင်ဝင်ရောက်ပြက်ကန်နိုင်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုထားပါတယ်ရှင်။ဆလပီနိုင်ငံကံပြူဟန်ကုံမှဘုံလာချက်ဒီစစ်ကောင်မရှင်၏တိုက်ခိုက်ရေဒေါ်အကြီးစားတစီကိုအေအေတိုက်ခိုက်ပြစ်ချံအမြောက်တပ်မှလည်းလက်နက်ကြီးများစနိုက်ပစ်ကူပေးနေဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးနိုင်ပရန်တက်နေနိုင်ငံကံပြူဟန်ကုံမှလွတ်တင်လိုက်သည့်စစ်ကောင်မရှင်၏တိုက်ခိုက်ရေဒေါ်အကြီးစားတစ်ခုကိုအေအေကတိုက်ခိုက်ပြစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်။ ဒီဇင်ဘာလ10ရက်နေ့ညပိုင်းကကုတ်ကြီးကျွော်အနီးကိုတိုက်ခိုက်ပုံကျရန်လာသည့်ဒွန်အကြီးစားကိုအေအေကဂျာမနီပညာသုံး၍တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရှင်းမြစ်ကဆိုပါတယ်။ စစ်ကောင်မရှင်ကနေရီကံပြူအားကုန်သုံးစစ်ကုံပေါ်သည့်စစ်ကြောများကို အေအေကားချဖြတ်တိုက်ခိုင်းနေရန်ဗစီနဲ့ကုန်ကြီးကျွတ်အနီမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပါသည်စစ်တပ်ဘက်ကလက်နက်ကြီးပြကူလေးချောင်းနဲ့ဒုံအုံပြုပြီးခုခံတိုက်ခိုက်နေတဲ့ခရဲဖြစ်တဲ့လမ်းကြောင်းတွေကိုအေအေကပိတ်ဆို့ဖြတ်နှောက်ဖို့စူးစမ်းနေတဲ့ဒုံပစ်ချလိုက်တယ်လို့တော့ကြားတဲ့ခင်ဗျားဟုသတင်းရှင်မြစ်ကပြောပါတယ် ပီကန်ဒီဒီဇမ်မာလ9ရက်နေ့ကပစိကျေးရွာပမာတလာတိအင်အား90ကျော်ပါစစ်ကြောင်းကိုအေအေကကြားပြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်မရှင်ကလေကြောင်းပစ်ကူပါပေးခဲ့ကြောင်းသိရပါတယ်ဆောင်ကအမြောက်တမနေ၍တိုက်ပွဲဖြစ်ပွားရာနှင့်အေအေတများသိမ့်မိုက်ထားသည့်ကာကင်စခန်းများကိုလက်နက်ကြီးပစ်ကူများစက်တပ်ပစ်ကူပင်နေကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရှိရပါသည် နိုင်ငံကံပြူဟန်ကုံကိုစစ်ကူပေါ်နိုင်ရန်စစ်ကောင်မရှင်ကစစ်မှုထမ်းတပ်သားတင်များကိုအင်အားအလွန်အရင်အသုံးပြုထားပြီးအများဆက်စင်ရဲကွက်ကဲမှုဌာနချုပ်အတွင်အင်အားစုဖွဲ့ကဆေလွတ်နေကြောင်းသိရပါတယ်စစ်ကူစစ်ကြောင်းနဲ့ခဲရဲမှာရေနံများကုန်ပီကန်ဒီဒီဇမ်မာလာစီယာနေနဲ့၃ရက်နေတို့မှာစစ်ကောင်မရှင်ကလမ်းတင်နဲ့လာဟုတို့မှနေ၍ပို့ဆောင်ခဲ့ပါတယ်ရှင်ဆလပင်စင်ကူမြို့နယ်ကိုပြန်လည်ရယူရန်အတွက်စစ်ကောင်မရှင်ကအင်အားအလုံးရင်းဖြင့် စစ်ကြောများခွဲ၍ထိုးစစ်ဆင်ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါရင်တော်လရင်တံများစုံမထားသည့်စင်ကူးမျိုးနယ်အတွင်းသို့စစ်ကောင်မရှင်တံများအင်အားအလုံးရင်တုံ၍ထိုးဖောက်ဝင်ရောက်နေကြောင်းသိရှိရပါသည်ဒီဇင်ဘာလ10ရက်နေ့ကစင်ကူးမျိုးနယ်ရွှေပြည်အေးရွာကုန်းစစ်ကောင်မရှင်တံများရောက်ရှိလာကြောင်းသတင်းရင်းမြစ်များထံမှသိရှိရပါသည်စစ်တပ်ကမရေယာနဲ့တပိတ်ချင်းကိုတင်ပြီးတဲ့နောက်မှာတော်လရဲတပ်တွေတင်ထားတဲ့ဒေသတွေကိုစပ်ပြီးထိုးစစ်ဆင်လာတဲ့စင်ကူးမြို့နယ်တွေကတရော်ပင်ရွာကိုလည်းပြန်သိမ်းသွားပြီး မန္တလေးမိုးကောကာလန်ဘေးကကျေးရွာတွေဘက်ကနေစစ်ကြောင်းထိုးတက်လာနေတယ်လို့စစ်ရေးသတင်းရမြစ်ကပြောဆိုပါတယ်။ရွှေပြည်ကျေးရွာကို PKD ဒီဇမ်ဘာ6ရက်နေ့ကစစ်ကောင်မရှိရင်ကင်းတော့တပ်ဖွဲ့ဝင်အချို့ဝင်ရောက်နေရယူထားပြီးခြေကုပ်ယူထားခြင်းမရှိဘဲစစ်ရဲနဲ့မှတပ်ဖွဲ့ဝင်တင်များထပ်မံရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်မစီစစ်ကြောင်းများမှာအင်အားရာနဲ့ခြေပဝင်ကြပြီးပက်လက်အင်ရွာမှထွက်လာသည့်စစ်ကြောင်းနှင့်မရရအနောက်ချမ်းရှိစက်ကျင်ကျေးရွာနှင့်မွေးပုံကန်ကျေးရွာတို့မှထွက်လာသည့်စစ်ကြောင်းနှစ်ကြောင်းတို့ဖြင့်စစ်ကူမျိုးနယ်အတွင်ကို ထိုးဖောင်းဝင်ရောက်လာကြောင်းသိရပါတယ်။အဆိုပါဝင်ရောက်လာသည့်စစ်ကြောများကိုစင်ကူမြို့နယ်တွင်ရှိတော်လန်ရဲတပ်ဖွဲ့များကအခုခံကာကွယ်နေပါတယ်။ပေကန်တီအော်တိုဘာလာတွင်ကစတင်ကစင်ကူဘက်ကိုစစ်ကောင်မစင်ကထိုးစစ်ဆင်ရဲပြင်ဆင်နေခဲ့ပြီးစကိုင်းနဲ့မန္တလေးဆက်ရွယ်ထားသည့်ရတနာတင်ခတရာကိုပါမိုင်းခွဲဖြတ်စီခဲ့ပါတယ်။ စစ်ကောင်မစင်းကတော်လန်ရဲတပ်ဖွဲ့များသိမ်းပိုက်ထားသည့်ဒေဖေချင်းမတရားတို့ကိုသိမ်းပိုက်ပြီးနောက်စစ်ကူးမြို့နယ်ကိုပါအင်အားအလုံးရင်းဖြင့်ထုတ်ပဝင်ရောက်လာပြီးအင်အားညာချီပါတိစစ်ကြောင်းများအပြင်တန်ကြက်ကာကများကိုပါဒေဖေချင်းမြို့နယ်အတွင်းစစ်ရင်အားပြင်ဆင်ထားကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီး6ဦး6မြို့နယ်နဲ့ တံဖြူစရက်တို့မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုစစ်သား၄ဦးသေဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတန်းချောင်းမြို့နယ်ကြည်ကုန်းရွာရှိနေအိမ်များကိုမိဆွေဖြက်စီနေသည့်အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုဒရုန်းဖြင့်ပုံနေကြကြတိုက်ခိုက်ခဲ့ကြောင်းဗာမီပီကိုတပန်းဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:30မိနစ်ခန့်မှာချောင်းမြို့နယ်ကြည်ကုန်းရွာရှိပြည်သူပိုင်ပစ္စည်းများကိုဖောက်တွင်းခိုးယူကာနေအိမ်များကိုမိဆွေဖြက်ဆင်းနေသည့်အင်အားနေရာခန့်မှာအကြမ်းဆက်တဲ့စစ်ကြောင်းကို RC ပလိန်များဖြင့်ပုံကျက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ်ထိုတိုက်ခိုက်မှုအတွင်အကြမ်းမဲ့စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေမယ့်တော်လန်ရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ဒီကောင်ရွာကိုမိရှုနေတဲ့စစ်ကြောင်းကနေမြေကန်အဖွဲ့အစည်းတွင်ပြောပြချက်အရတော့ခမန်းချိန်အင်အား200ဝန်းကျင်လောက်ရှိတယ်လို့သိရတယ်။ကင်တာတုံကလည်းမိခိုးတွေကြားထဲကနေလွတ်တော့ဘာမှမမြင်ရပင်စစ်ခွေးဘက်ကထိခိုက်မှုကတော့မသိရသေးဘူး။စစ်ခွေးတွေကဒီကောင်ကျေးရွာကိုမိစာဆိုတဲ့အချိန်မှာကျွန်တော်တို့ဘက်ကဒုံးနဲ့စာပြီးပုံလေးချခဲ့တာပါ။ကျွန်တော်တို့ဘက်ကဒုံးနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်ကတော့ ခံမှန်းချင်ညနေ၄နာရီခွဲလောက်ရှိမယ်လို့ဗာမီပီကုတ်တပန်ဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါနိုင်ငံမှုကပမတောင်ထုံးတပ်ဖွဲ့များမောင်ရခရအမလေးတန်ရင်အညာဖိုက်တာလိုကယ်ပီဒီအက်မဟာမိတ်တပ်ဖွဲ့များကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အလားတူမကွေးတိုင်းချောင်းမြို့နယ်၆ဆလီလမ်းပိုင်းမှာစစ်သားများလိုက်ပါလာတီကနစ်စီကုံမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်ဖိုက်တာဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ ဒီဇင်ဘာလ9ရက်နေ့ညနေ4နာရီခန့်အချိန်6မြို့နယ်ရှိ64လမ်းမိုက်တနေရမှာအကြမ်းမတ်စစ်သားများလိုက်ပါလာသည့်စစ်ကားနှစ်စီးကိုလော်လင်ရဲတပ်ဖွဲ့များကပိုင်ဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်မန်ဆွေတက္ကမူအတွင်အကြမ်းမတ်စစ်သား၂ဦးသေဆုံးကတော်လန်ရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့လက်ရှိမှာသိရတာကတော့စစ်ခွေးသေဆုံး၂កောင်သေးတယ်လို့သိရတယ်။နောက်ထပ်လည်းတရင်လိုက်နေတဲ့ကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့တိုက်ခိုက်ဖိုက်တာဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ အစောပိုင်းတိုက်ခတ်မှုကို၆မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၆ပတ်ကဖောင်းချကူရီလာဖို့၆မြို့နယ်ပတ်ကဖာလက်ရုံးစစ်ကြောင်းဗာမီအာမီနဲ့တိုက်ခိုက်ဖိုင်တာအဖွဲ့ပူပေါင်းမဟာမိတ်အဖွဲ့များကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အလားတူမွန်ပြည်နယ်တန်ဖြူစင်ရဲမြို့နယ်မှာလည်းစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်းရှမ်းမညမွန်တပ်တော် RMA ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:55မိနစ်ကတန်ဖြူစင်ရဲမြို့နယ်အတွင်းရှိစစ်တပ်ပူပေါင်းထားသည့်အင်အား100ခန့်မှ အနာတဲ့ချမ်းမစတက်ကတန်ဖြူစင်ရံမျိုးနဲ့ကလိုင်ပရောကျေးရွာအစီပဲစီတောင်ပေါ်သို့စစ်ကြောင်းထုတ်ကဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ထို့နောက်ဝင်ရောက်လာသည့်အချမ်းမစတက်စစ်ကြောင်းကိုရှာမညမွန်တက်သောဒေသလုံဆောင်ဖွဲ့များကရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရန်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲတနအိကျော်ဖြစ်ပွားခဲ့ပြီးစစ်သား၂ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းရှာမညမွန်တက်သောဒေသလုံဆောင်အဖွဲ့မှရဲဘော်များထိခိုက်မရှိဘေးကင်းစားဆုတ်ခွာနိုင်ခဲ့ပေမယ့် တပ်သုံးရင်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲပြီးဆုံးချိန်မှာစ၍ဒီဇင်ဘာလ6ရက်နေ့အထိအကြမ်းမဲ့စစ်တပ်ကပြည်သူလူထုပိုင်ခြံများရှိရာဘက်သို့လက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းရှာမညမွန်တပ်တော်ကထုတ်ပြန်ထားပါတယ်ရှင်။